အားလုံးပဲမင်္ဂလာပါရှင်အခုကကြတော့ကျမတို့ water sign လေးတွေဖြစ်တဲ့ Canchus Scorpio Pisces သမားလေးတွေဆန်းနှလားပိုင်းတလားစားဟောလေးဖြစ်ပါတယ် collective reading လေးဖြစ်တဲ့အတွက်တိုက်ဆိုင်မှုရှိမှယူကြပါရှင်အခုကတော့ Cancer သမားလေးတွေအတွက်ပါ Cancer သမားလေးတွေဒီအခု current situation လို့ပဲပြောပြော current energy လို့ပဲပြောပြောမိမိတို့အနေနဲ့နည်းမြေအသည့်နေရာတစ်အလုတ်တစ်ကို explore လုပ်ချင်နေတယ်ပြောင်းရွှေ့ချင်နေတယ်ချို့သူတွေနိုင်ငံပြောင်းချင်နေတယ်ချို့သူကအလုတ်ပြောင်းချင်နေတယ်ချို့သူကအတစ်တစ်တော့အရာလေးတွေကို အာလိလာခြင်းတဲ့ပုံစံမျိုးလေးတွေတွေ့နေရတယ်။ဆိုတော့ဒါလေးတွေကကောင်းပါတယ်။အခုချိန်က good time ဖြစ်ပါတယ်တဲ့ဒီဆန္ဒလပိုင်းကကောင်းမွန်တဲ့အချိန်ဖြစ်တယ်မိမိတို့အတွက်။အဲ့တော့ကန်ဆာသမားလေးတွေအတွက်ငွေရေးကြေးလေးနဲ့ပတ်သက်ပြီးကန်ဆာသမားလေးတွေငွေရေးကြေးလေးနဲ့ပတ်သက်ပြီးတော့မှ မထင်မှန်ထားတဲ့အပြောင်းလဲတစ်ခုတွေ့ရတယ်အခုရေကကြိုပြီးတော့မှဒီဆနလပိုင်းမှာပေါ့နော်မထင်မှန်ထားတဲ့အပြောင်းလေးရုပ်တွေအပြောင်းလေးလေးတွေ့ရတတ်တယ်အခုရေကကြိုတင်ပြီးတော့မှစနစ်တကျပြုတ်လို့ပါငွေကြေးနဲ့ပတ်သက်ပြီးတော့မှဒီဆနလပိုင်းမှာတင်းတင်းကြပ်ကြပ်စနစ်တကျစစ်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 လှုပ်ဖို့အရန်ရေးကြည့်ပါတယ်ဆိုတော့ဒီမှာ major cut လဲကြာနေပါတယ်ဆိုတဲ့အခါကျတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့မှချွတ်လဲချော်တာမျိုးတွေအဲဟိုချွတ်ချော်တာမျိုးတွေမဖြစ်ပါစေနဲ့တတိတတိလေးကြီးကြီးလေးထားပြီးတော့မှနေပေးပါတဲ့နော် ဆိုတော့နောက်တစ်ခုကကျတော့အခြေရင်းမြစ်တာရေးအခြေရင်းမြစ်တာရေးနဲ့ပတ်သက်ပြီးတော့မှတော့ကောင်းမွန်နေတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ကင်ဆာသမားလေးတွေမိမိတို့အနေနဲ့အရင်တုန်းကအမ်ငွေကြီးလေးနဲ့ပတ်သက်ချီးနဲ့ပတ်သက်ပြီးတော့မှနော်အချီးလေးနဲ့ပတ်သက်ပြီးတော့မှပို့ပြီးတော့မှကောင်းမွန်နေတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်နောက်တစ်ခုကတော့တချို့သူလေးတွေကမိသားစုအတွက်အိမ်ဆောင်ရေးအတွက်ကိုဆိုပြီးတော့မှအလုပ်ကလေးမြန်စွတ်စူးစမ်းနေတာမျိုးလေးတွေရှိနေလာတော့မသိပါဘူးအဲ့တော့ ကင်ဆာသမားလေးဖြစ်တဲ့အတိုင်းမိသားစုကိုတော့အရန်ကို focus ထားတဲ့သူလေးတွေဖြစ်ပါတယ်တဲ့နောက်တစ်ခုကကြောတော့ဗာလဲလို့ပြောတဲ့အခါကျရင်မိသားစုနော်မိသားစုနဲ့ပတ်သက်ပြီးတော့မှကင်ဆာသမားလေးတွေဒီတလအလုံးမှာမိမိကမိသားစုနဲ့ပတ်သက်ပြီးတော့ဥဆောင်ပေးရတာမျိုးမိသားစုအတွက်ကို ကိုကကြိချုပေးရတာမျိုးမိသားစုအတွက်ကိုလမ်းပြပေးရတာမျိုးမိသားစုအတွက်တစ်ခုခုတစ်ခုမဟုတ်တစ်ခုစတင်ပေးရတာမျိုးပေါ့လုပ်ငန်းဆောင်တာဖြစ်မယ်အတွေးခေါ်ရဲ့ပိုင်းဆိုင်ရာဖြစ်မယ်မိသားစုအတွက်ကိုကိုကတော့ဒီကာလာလေးမှာ water sign ဆိုပေးမယ်လေတဲ့ကိုကဥဆောင်ပေးနေရတာပုံစံမျိုးလေးကိုတွေ့ရတယ်အဓိကတော့မိသားစုနဲ့ပတ်သက်တဲ့အလင်းတန်မိသားစုထဲမှာရှိတဲ့လူကလေးတွေအတွက်ပဲဖြစ်ဖြစ်နော်ဘသူအတွက်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီအတွက်ကိုအလင်းရောင်တစ်ခုထုံးညွှတ်ပေးနေရတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရပါတယ်တဲ့ နောက်တစ်ခုကကျတော့ဗာလေးလို့ပြောတဲ့အခါကျရင်တော့ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မှကောင်းမွန်နေတယ်ဆိုတဲ့ပုံစံမျိုးကိုတော့တွေ့ရတယ်။ဒါပေမဲ့ဒီမှာဘယ်လိုမျိုးလဲဆိုတဲ့အခါကျတော့โอเคမိမိရှောင်းလန်းနေရတဲ့ပုံစံမျိုးเนาะမိမိတွားနေရပုံစံမျိုးတော့ရှိတယ်။ဒါပေမဲ့လည်းတဲ့ကို့မှာအရင်ကြီး like um stable ဖြစ်မနေဘူးစိတ်ပိုင်းဆိုင်ရာကဟိုစိတ်နဲ့ကိုယ်နဲ့ကတော့ like ကိုလိုချင်တဲ့ပုံစံမျိုးတော့သွားနေတယ်ဒါပေမဲ့ကိုရချင်နေဆိုတဲ့ပုံစံမျိုးလေးတော့တိတ်ပြီးတော့မှမခံစားရဘူးတဲ့နောက်တစ်ခုကကြတော့ကျမ်းမိုင်နဲ့ပတ်သက်ပြီးတော့မှကောင်းမွန်နေပါတယ်အပြင်ထွက်သွားသွားတာလာတာလေးနဲ့ပတ်သက်ပြီးတော့မှသတိထားပါနောက်တစ်ခုကကြတော့ဒီမှာဗာလေးလဲ remind ကြည့်မိလဲဆိုတော့အမဲရောင်ဝတ်ဆင်တာလေးနဲ့ပတ်သက်ပြီးတော့မှနည်းနည်းလေးအမ် remind ဖြစ်မိရဲ့ဘာလို့လဲတော့မသိဘူးထူးဆန်းတယ်နော် အာနောက်တစ်ခုကကျတော့ဒီမှာ guide message guide message ကကျတော့ဗာလေးလဲလို့ပြောတဲ့အခါကျရင်တော့ငွေရေးကြီးနဲ့ပတ်သက်တာကိုကျမတို့ပုံမြင်တယ်ငွေရေးကြီးနဲ့ပတ်သက်ပြီးတော့မှရွေးချယ်မှတာလူယုံလူယုံလူယုံ like ကတော့လူတိုင်းကိုမယုံမှနဲ့ပေါ့နော်ဆိုတော့ကျမတို့ဒီမှာကိုယ့်ရဲ့ယဉ်ကျေးရတဲ့သူတွေနဲ့ပတ်သက်ပြီးငွေရေးကြီးနဲ့ပတ်သက်ပြီးတော့မှမယုံဖို့ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ဆိုတော့ငွေရေးကြီးနဲ့ပတ်သက်ပြီးတော့မှထပ်ပြီးတော့မှတတိပေးပြစေ အဲ့တော့နောက်တစ်ခုကနောက်တစ်ယောက်ကကျော် Scorpio Scorpio တမားလေးအနေနဲ့အခု current energy ကမိမိမှာရှိတဲ့အရာတွေရာဝတ္ထုတွေပစ္စည်းတွေလူတွေချစ်သူတွေစသဖြင့်ချစ်ချင်းတရားတွေတောက်ပြက်သွားမှထွက်သွားမှကိုအရေးစိုးရင်ပြီးတော့မှထွေးပိုက်ထားတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်။ဘယ်အရာဟောမှလက်လို့မချချင်ဘူးဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်။ attachment တွေအရင်များနေတယ်ဆိုတဲ့ energy မျိုးကိုတွေ့ရပါတယ် Scorpio တမားလေးတွေ။ ငွေကြေးနဲ့ပတ်သက်ပြီးတော့မကောင်းမွန်တဲ့အရေးတခုရှင်းလင်းပြတ်သားတဲ့လမ်းကြောင်းတခုရောက်လာဖို့လည်းမြင်နေရပါတယ်မိမိတွေးထားတဲ့အရာတွေကတွေးတိုင်းဖြစ်မြောက်မယ်စဉ်းစားထားတဲ့အရာတွေကစဉ်းစားထားတိုင်းဖြစ်မြောက်မယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတတ်ပါတယ်နောက်တစ်ခုအကြောတော့အချီးရေးမြစ်တာရေးနဲ့ပတ်သက်ပြီးတော့မှ justice အမြတ်တတရှိပါစေပေပေအမြတ် အပေးယူမြတ်မြတ်တတ်တာရှိပါစေတယောက်နဲ့တယောက်ကို sympathy empathy နဲ့နားလည်မှုနဲ့ရှေ့ဆက်ကြပါဒီ12လလုံးမှာကောင်းမွန်ပါတယ်တပြိုင်နက်တည်းမှာပဲကိုကကိုပေးသလောက်ပဲပြန်ရလိမ့်မယ်အဲ့ဒီအပေါ်မှာလောဘမကြီးဖို့လေအရေးကြီးပါအဲ့တော့ကိုကဒီလိုပုံစံမျိုးပေးတယ်ဆိုရင်သူ့ဘက်ကလည်းဒီလိုပုံစံမျိုးပြန်ပြန်ဟွာလုပ်လိမ့်မယ်အဲ့ဒါအောင်မှကိုကနည်းနည်းလေးပေးပြီးမြတ်မြတ်လိုချင်လို့မရပါဘူးအချီးရင်းမြစ်တိုင်းအိမ်တော်ရေးမှာ give and take and then ပြီးတော့ခါကြရင်တယောက်နဲ့တယောက်အပေးယူများဟန်ချက်ညီစွာရှိဖို့အရန်အရေးကြီးပါတယ်နော် နောက်တစ်ခုကတော့ဒီမှာလဲ attachment တွေများနေတယ်ဆိုရယ်ပုံစံမျိုးကိုလည်းခံစားရပါတယ်အဲ့တော့ကိုကကြီးပဲလိုချင်လို့မရပါဘူးကိုကလည်းပြန်ပေးတတ်ဖို့ပြန်မျှတတ်ဖို့အရေးကြီးပါတယ်မိသားစုရင်းနဲ့ပတ်သက်ပြီးတော့မကောင်းမွန်တဲ့အရေးတခုကိုရောက်ရှိနေတယ်လို့ပြောလို့ရတယ်ကိုကိုယ်တိုင်ကတည်းကစပြီးတော့မှမိသားစုအတွက်ကို အာကမ္မုန်ရဲ့တင်းစကားကြီးဖန်တီးပေးတာမျိုးလားဒါမှမဟုတ်ရင်ကိုကအဝေးတနေရာကနေပြီးတော့မိသားစုစီကကမ္မုန်ရဲ့အရာတွေပြန်ချရတာမျိုးလားတွေ့ရတယ်တွေ့နေရတယ်အဲ့တော့စကော်ပီယိုသမားလေးတွေချုပ်သူလေးတွေကမိသားစုရဲ့အဝေးနိုင်ငံရဲ့အချားမှာရှိနေနိုင်တယ်ဆိုတဲ့ပုံစံမျိုးလေးကိုလည်းဒီလမှာခန်းစားမိနေရပါတယ်ရှင်โอเคနောက်တစ်ခုကကြတော့ကျမ်းမရေးကျမ်းမရေးနဲ့ပတ်သက်ပြီးတော့မကောင်းမွန်နေပါတယ်အတီးကတော့ attachment နေမဖြစ်ပါစေနဲ့နောက်တစ်ခုကကြတော့ကိုကိုကို အရင်ကြီး confidence ရှိတာမျိုးเนาะ confidence ရှိပြီးတော့မှ like ကျမကြီးနဲ့ပတ်သက်ပြီးငါကောင်းမွန်တယ်ငါကောင်းမွန်တယ်ဆိုပြီးတော့မှအရင်ကြီးကိုဖေးတဲ့ over confidence ရှိတာမျိုးမမဖြစ်ပဲနဲ့ပေါ့เนาะဟန်ချက်ညီကြီးကိုကို like ဘေးပတ်ဝန်းကျင်နဲ့ဟန်ချက်ညီဖို့အရင်ဟန်ချက်ညီဖို့ like ပြောင်းလဲသွားတဲ့ຢာဒီဥရုဖြွေပြောင်းသွားတဲ့လူစသဖြင့်အဲ့ပတ်ဝန်းကျင်နေနဲ့ဟန်ချက်ညီဖို့အရင်ရေးကြည့်ပါတယ်ဒီခါလေးကြာရင်ခေါင်းကြောမာတာခေါင်းမာတာမျိုးလေးတွေ short တင်ပါတယ်တဲ့နောက်တစ်ခုကကြတော့ အဲဘာလဲလို့ပြောတဲ့အခါကျရင် guide message အနေနဲ့တချို့ကိစ္စရက်တွေကိုမဖြေရှင်းနိုင်ကိုမလုံနိုင်တဲ့ကိစ္စရက်ကလေးတွေနဲ့ပတ်သက်ပြီးတော့မှဒါလေးကြီးလုပ်ဖို့လိုအပ်လဲလို့ပြောတဲ့အခါကျရင်အာတည်တင်တည် တိတဲ့တဲ့နားလေတဲ့သူတွေရှိမှချင်းကပ်ပြီးတော့မှအကြံဉာဏ်ယူရဖြစ်ချင်းတာလေးလို့ပါ overall အနေနဲ့ scorpio လေးတွေကောင်းတဲ့ကတ်တွေအများကြီးကြပါတယ် major ကတ်တွေအများကြီးကြနေရဆိုတော့ဒီ color လေးမှာမိ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 စီကိုကောင်းတဲ့အရာတွေတကယ်ကို major changes အပြောင်းလဲတွေရောက်လာဖို့ရှိနေတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရပါတယ်နောက်တစ်ခုကကျတော့ phaci phaci သမားလေးအနေနဲ့ကတော့ အအခုကာလလေးမှာเนาะ multiple opportunity တခုမဟုတ်တခုเนาะအပြိုင်အပြိုင်အပြိုင် opportunity အခွင့်အရေးအခွင့်အလမ်းနှစ်ခုလေးတွေပေါ်နေတယ်ဆိုတဲ့ပုံစံမျိုးလေးတွေတွေ့ရတယ်လမ်းစာမျိုးလေးကိုလည်းတွေ့ရတယ်တပြိုင်နက်ထဲမှာအဲ့နှစ်ခုကိုစုပ်ကင်ထားကျင်နေဆိုတဲ့ပုံစံမျိုးလေးကိုလည်းတွေ့ရတယ်အဲ့တော့တခုခုကိုရွေးချယ်ပါနှစ်ခုစလုံးကိုတစ်ခါလေးကြာရင်စုပ်ကင်ထားလို့မရတဲ့အရာတွေရှိတယ်ရွေးချယ်လို့မရတဲ့အရာလေးရှိဒါလေးနဲ့ပတ်သက်ပြီးတော့မှတတိထားပါနောက်တစ်ခုကကြတော့ ငွေရေးကြေးငွေကြေးလေးနဲ့ပတ်သက်ပြီးတော့ကောင်းမွန်နေတဲ့ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ဒီစနေလပိုင်းတစ်လလုံးမှာဖိုက်စင်သမားလေးတို့ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့ကောင်းမွန်နေတဲ့မထင်မှတ်ထားတဲ့လက်ဆောင်မျိုးလေးတွေငွေရေးကြေးတိုးတက်မှုပြောင်းလဲမှုမျိုးလေးတွေရလိမ့်မယ်ဒါပေမဲ့တဲ့ဘာလေးလှုပ်ဖို့လိုအပ်လဲဆိုတမာတမက်ကြတဲ့လုပ်ငန်းလေးတွေလုပ်ဖို့လိုအပ်ပါတယ်။နောက်မိမိဒီတမာတမက်ကြတဲ့လုပ်ငန်းလေးနဲ့ပတ်သက်ပြီးတော့မှတကယ်ငွေရေးကြေးတိုးတက်ပြောင်းလဲမှုအောင်မြင်မှုမျိုးကိုဒီစနေလပိုင်းမှာတွေ့ရတတ်ပါတယ်တဲ့။ အဲ့တော့နောက်တစ်ခုကကျတော့ okay ကောင်းကောင်းလာကြည်လာကတ်တရား gift ဟိုအရင်ပဲကြာနေ panicary ပဲကြာနေတာမိုက်လိုက်လာဆိုတော့ Pisces သမားလေးတွေအနေနဲ့အာချီးရင်မြေတားရေးရလဲကောင်းမွန်နေတဲ့ဒီဆယ်နှစ်လပိုင်းအတွက်မှာကောင်းမွန်နေတဲ့ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်နောက်တစ်ခုကကျတော့တချို့သူလေးတွေရေရှည်သွားကျင်နေတယ်ဆိုတဲ့ပုံစံမျိုးလေးတွေဒီဆယ်နှစ်လပိုင်းမှာပို့ပြီးတော့မှတေချာပြီးတော့မှကိုယ့်ရဲ့လက်ရှိရှိနေတဲ့အသူချစ်သူเนาะဟိုဘယ်လိုပြောမလဲချစ်ချင်းမြေတားတွေ နော်အဲ့အမျိုးလေးနဲ့ပတ်သက်ပြီးတော့မှအတီတီကျဖြစ်တာမျိုးလေးတွေစဉ်းစားတာမျိုးလေးတွေတွေ့ရတယ်တမိသားစုရေးနဲ့ပတ်သက်ပြီးလည်းမိသားစုကိုကောင်းမွန်တဲ့အရာလေးတွေ gift လေးတွေပေးတာလက်ဆောင်တွေပေးတာပံ့ပိုးမှုလေးတွေပေးတယ်ဆိုတော့ပုံစံမျိုးလိုကိုလည်းတွေ့ရတယ် my god ဒီနှစ်ခုကလည်းချီးမြတ်တိုင်းအိမ်တော်ကြီးကြည့်ပါဦးဒီကနှစ်ခုကဒီလိုလေးလာကြတယ်ဆိုတော့ကောင်းမွန်နေတယ်ဆိုတော့အနေထားလေးကိုလည်းတွေ့ရပါတယ် okay အိမ်တော်ရေးချီးမြတ်မိသားစုရေးကိစ္စအဝဝလေးနဲ့ပတ်သက်ပြီးတော့မှလည်းကောင်းမွန်နေပါတယ်တဲ့ ဲ့တော့နောက်တစ်ခုကျမ်းမာရေးကျမ်းမာရေးလေးနဲ့ပတ်သက်ပြီးတော့မှတော့ဗာလိပြောအတွေးများနေတာမျိုးလေးတွေ့ရတတ်တယ်နောက်တစ်ခုကတော့ပြီးခဲ့သောအတိတ်ကာလလေးကကိစ္စရက်ကလေးနဲ့ပတ်သက်ပြီးတော့မှဆုံးဖြတ်ချက်ချဖို့ခက်ခဲခဲ့တဲ့အတွေ့အကြုံလေးနဲ့ပတ်သက်ပြီးတော့မှကို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 အနေနဲ့စိတ်ဒုက္ခပေးမိတယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်ဖိုက်စီးတွေဆိုတဲ့အတိုင်းเนาะညညဘက်တွေမှာကိုရဲ့အိမ်မက်တန်နေရာလေးထဲမှာကိုလှုပ်ချင်တဲ့အရာလေးတွေမှာမြင်မြန်ဆန်ဆန်မလုပ်တာအချိန်လေးဆွဲမိတာတချို့ကိစ္စရက်ကလေးနဲ့ပတ်သက်ပြီးတော့ဒီ၁၂လပိုင်းမှာနောင်တရရမ မယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်။နောက်တစ်ခုကကျတော့ခေါင်းမူးခေါင်းကိုက်တာခေါင်းမကြည်မလင်တာလေးနဲ့ပတ်သက်ပြီးတော့မှတတိထားပါနော်။ခေါင်းမကြည်မလင်တာလေးနဲ့ပတ်သက်ပြီးတော့တတိထားပါခေါင်းမူးခေါင်းကိုက်တာမျိုးလေးကြီးလည်းတွေ့ကြုံရမယ်လို့တွေ့သိရပါတယ်။နောက်တစ်ခုကကျတော့ဖိုက်စီသမားလေးတွေမိမိတို့ရဲ့ဖိုက်စီ energy တိုင်းကိုရီးယား intuitive အားကောင်းတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ intuitive ကိုယ့်ရဲ့ထိုးသွင်းသိဉာဏ်ကပြောတဲ့ message ထိုးသွင်းသိဉာဏ်က ပြောတဲ့သတိတွေအတိုင်းအကုန်လုံးအတိုင်းကမန်ကန်နေပါတယ် confidence ရှိရှိနဲ့၆လမ်းပါတဲ့တချို့မှာဒုဒုဟာဖြစ်မနေနဲ့ဝေဝါးမနေနဲ့เนาะနောက်တစ်ခုကကြတော့ကိုလျှောက်လမ်းမဲ့အရာကိုတက်တက်မဲ့မဲ့လျှောက်ပါဒါပေမဲ့လည်းလျှောက်ဖို့လိုအပ်တယ်ဆိုလည်းတချို့အခက်အခဲလေးကြုံရမှာပါရှေ့မှာတော့ပန်းတိုင်ရှိနေပါတယ်အရင်ကြီးဝေဝါးမတော့ပါနဲ့မကြောက်ဟိုဖန်းနေမဖြစ်ပါနဲ့ကောင်းကောင်းမွန်မွန်လျှောက်ပါစောင့်ရှောက်ကောင်းနေလေရှိနေတယ်ဆိုတဲ့ပုံစံမျိုးလေးကိုလည်းတွေ့ရပါတယ်ရှင်